မင်္ဂလာပါတင်ဟာ YouTube ကိုနေ့စဉ်ပုံမှန်အသုံးပြုနေသူကြည်နေသူတယောက်ပါလားတင်းနေဖြင့် YouTube ကြည်နေရင်းနဲ့ပဲအရာရာကိုအောင်မြင်သူတယောက်ဘယ်အရာမဆို အခက်အခဲမရှိတော့အောင်လူတရတယောက်ဖြစ်နိုင်ပါတယ်ဒီလိုလူတယောက်ဖြစ်ဖို့တော့မလွယ်ကူပေမဲ့ဖြစ်နိုင်နေဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပြီးထားပါတယ် ဘာတူမဆိုဒီလိုဖြစ်ဖို့အခွင့်အရေးရှိပြီးတော့ဒီဗီဒီယိုလေးကိုအစအဆုံးတရားလေးကြည့်ပေးစေချင်ပါတယ်ဒီဗီဒီယိုလေးဟာတင့်အတွက်အောင်မြင်မှုလမ်းစာတစ်ခုလို့ပြောနိုင်ပါတယ်အရင်ဦးဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ Tag Essential လို့သုံး channel လေးကို like and subscribe လေးလုပ်ပေးစေချင်ပါတယ်နီးပညာဆိုင်ရာဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးပြောချင်တာကတော့လူတွေရဲ့စိတ်နစ်သက်မှုဟာပြောင်းလဲနိုင်ပါတယ်ကလေးဘဝတုန်းကကာထွန်တွေအ ုတ်ဒီ power ranger တွေချစ်စရာတရိဆန်လေးတွေကိုကြိုက်နေတတ်ကြပါတယ်ဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာဒီလိုအရာတွေကနေ fashion design တွေနဲ့အားကစားတွေနီးပညာတွေခရီးသွားတာတွေရုပ်ရှင်တွေ model တွေစသဖြင့်ပြောင်းလဲလာကြပါတယ်အခုလိုအပြောင်းလဲတွေဖြစ်လာတာနဲ့အများတင်းရဲ့ YouTube ပေါ်ကစိတ်ဝင်စားမှုတွေကလည်းပြောင်းလဲသွားပါတယ်ဒီလိုပြောင်းလဲသွားတဲ့အပေါ် YouTube ကနေပြီးတော့စိတ်ဝင်စားမှုတွေအလိုက်ဗီဒီယိုလေးတွေပေါ်ပြပ ေးနိုင်ပါတယ်။သင်စိတ်ဝင်စားမှုနဲ့တစ်ထပ်သေးကြတဲ့အရာတွေကို YouTube မှာမြင်ရမှာဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့အခုအချိန်ထိဗီဒီယိုအစမှာပြောထားတာနဲ့တိတ်မဆိုင်သလို ခံစားနေရနိုင်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုလေးရဲ့အဆုံးအထိကို ရောက်သွားရင်တော့နားလည်သွားမှာပါ။ကျွန်တော်ပြောရတဲ့အထိုင်းဒီသဝေမတိန် లై လုတ်ကြည့်စီခြင်းပါတယ်။နံပါတ်1အချက်ကတော့ YouTube မှာကို Subscribe လုပ်ထားတဲ့ channel တွေကိုစီစစ်ပါ။အ အရင်ကကြည့်ခဲ့ပြီးမှအခုမကြည့်တော့တဲ့ channel တွေကို unsubscribe လုပ်ပစ်လိုက်ပါကိုယ်စိတ်ဝင်စားမှုနဲ့မကိုက်ညီတဲ့ video တွေ YouTube ရဲ့ home မှာပေါ်လာတာနဲသွားမှာပါ နောက်ပြီးတော့ကိုယ်ကြည့်ကျင်တဲ့ channel တွေကို subscribe လုပ်ပြီးတော့ notify bell လေးတွေကိုဖွင့်ထားလိုက်ပါဒီလိုဆိုရင် ကိုယ်စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ video တွေပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe and notify bell လေးဖွင့်ထားပေးဖို့မမေ့စေချင်ပါဘူးနံပါတ်1အချက်ကတော့ကိုယ်အကြိုက်ဆုံး တခြင်းတွေကို့အနေနဲ့ခဏခဏပြန်ကြည့်ကြည့်နေဗီဒီယိုတွေအတွက်ကို့စိတ်ကြိုက်အမည်လေးနဲ့တီးတဲ့ playlist လေးလုပ်ထားပါဥပမာအနေဖြင့်ကို့အမြဲထက်ကတလဲလဲကြည့်ဖို့လိုအပ်တဲ့နီးပညာတွေကိုလို၃ရဲ့ tag လိုမျိုးဒါမှမဟုတ်လို၃အကြိုက်ဆုံးတခြင်းများတို့လို၃ရဲ့ English listening practice တို့လို၃ရဲ့ party တခြင်းများတို့စသဖြင့်ကဏ္ဍလေးတွေတခြားစီခွဲပြီးတော့ playlist လေးလုပ်ထားပါဒါဆိုကို့အတွက်အချိန်ပိုထွက်လာမှာဖြစ်ပြီး ီးတော့ကိုလိုချင်တာကိုလိုက်ချစီရမလိုပဲနဲ့ကလစ်ချန်နှိမ့်လိုက်အောင်နဲ့ရောက်သွားမှာဖြစ်ပါတယ် နံပါတ်3အချက်ကတော့ YouTube ရဲ့ watch history ကိုချင်းလင်းပါဒါကကို unsubscribe လုပ်ထားပေမဲ့ကိုကြည့်ထားတာတွေကြောင့် algorithm ကမှားပြီးရော ပြတာမျိုးကြီးဖြစ်နိုင်ပါတယ်နောက်တစ်ခုက YouTube ရဲ့ watch history ကိုချင်းလင်းပေးခြင်းကြောင့်ကိုရဲ့ဖုန်းတို့ကွန်ပျူတာတို့မှာပေါ်သွားအောင်လည်းတစ်ဖက်တစ်လမ်းအကူအညီပေးနိုင်ပါသေးတယ် YouTube ရဲ့ history ကိုချင်းလိုက်မှ ကိုကြည့်ကျင်တဲ့ video တွေပေါ်လာတာမျိုးကြီးဖြစ်လို့မဖြစ်မနေချင်းလင်းရေလုပ်ပေးသင့်ပါတယ် နံပါတ်၄အချက်ကကိုမကြည့်ကျင်တဲ့ဗီဒီယိုတွေကို not interest ဆိုပြီးရောရွေးပါဒီလိုဆိုရင်တင့်ရဲ့ YouTube home မှာ တင်စိတ်ဝင်စားမှုနဲ့မကိုက်ညီတဲ့အရာတွေဗီဒီယိုတွေကိုဖယ်ရှားပေးသွားမှာဖြစ်ပါတယ်ကိုကအယုတ်တွေနဲ့ကစားတာမကြိုက်တာကိုကိုရဲ့ YouTube home မှာ မြင်နေရလို့ရှင်အဲ့ဒီဗီဒီယိုရဲ့အောက်က setting မှာတွားပြီးရောတခါတည်း not interest ဆိုလက်မနှီးဘဲနဲ့နှိပ်ဖို့မမေ့ပါနဲ့တင့်အတွက် YouTube မှာနေ့စဉ်တန်းနဲ့ရှိတဲ့ဗီဒီယိုတွေရှိနေပါသေးတယ်လို့၃ရဲ့ channel လေးကိုတော့ ရောင်လို့တော့မထဲမိစေချင်ပါဘူး။နံပါတ်5အချက်ကတော့ YouTube ကြည့်တဲ့အခါတစ်ချိန်လုံးဟာတာတွေပေါ်ပင်ဗီဒီယိုတွေပဲကြည့်နေမဲ့အစားကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခုကိုတင်ယူတာမျိုးနဲ့ခစ်ပေါ်နီးပညာတွေနဲ့ကမ္ဘာသတင်းတွေကိုမျှတစွာကြည့်ပြီးတော့စိတ်လဲအပန်းပြေတဲ့အပြင် အပြင်ဘဟုသုတတွေကိုစာဖတ်စရာမလိုဘဲနဲ့ဘယ်နေရာမှာဆိုတိကျတဲ့ဆရာကြီးတယောက်ဖြစ်လာအောင်ကြိုးစားသင့်ပါတယ်။ကျွန်တော်လည်းအစားတော့ YouTube အကြည့်များသူတယောက်ပါ။အခုတော့ဆရာကြီးမဖြစ်သေးပါဘူး။ဒါပေမဲ့ဆရာပေါ့ က်စားလောက်တော့ဖြစ်စားပြုနေပါပြီအခုဆိုရင်စိုက်ကားတို့ကားတို့နင်းနိုင်မောင်းနိုင်နေပြီဖြစ်ပါတယ်ဒါလဲ YouTube ရဲ့အကျိုးကျေးဇူးတွေပဲလို့ပြောလို့ရပါတယ်နံပါတ်6အနေနဲ့ YouTube မှာ Take a break ဆိုတဲ့ setting တွေရှိပါတယ်ဒီ setting မှာကိုစိတ်ကြိုက်တိုင်းမှာသတ်မှတ်နိုင်ပြီးတော့တနေ့ကိုအ ਨੇ စုံတနေ့ဆိုတနေ့ပဲကြည့်တင်ပါတယ်မလိုအပ်ဘဲအချိန်ဖြုံးမိတာတွေမဖြစ်အောင်ထိမ့်သိမ့်ဖို့လှုပ်ဆောင်တင်ပါတယ်ဒါမှကို့အနေဖြင့် YouTube ကတိမြင်ကြားထားတာတွေကိုကောင်းအထည်ဖော်ဖို့အချိန်ရ ရှိမှာဖြစ်ပါတယ်။နံပါတ်9ကတော့ကျွန်တော်တို့လိုမြန်မာ YouTube Creator တွေရဲ့ Channel တွေနဲ့ Video တွေကို Like, Share, Comment, Subscribe လုပ်ပေးတာမျိုးနဲ့မြန်မာဘာသာ YouTube Community ကို ပိုမိုအားကောင်းစေဖို့ YouTube Creator တွေကိုအားပေးသင့်ပါတယ်။ဒီလို လုပ်ပေးခြင်းဖြင့် YouTuber တွေအနေနဲ့လည်းဆက်လက်ပြီးရော YouTube Video တွေလုပ်ရတာအားဖြစ်စေမှာပါ။နောက်ဆုံးအချက်ကတော့ကိုဟာ YouTube ကို အမြဲကြည့်နေသူဖြစ်လို့ဘယ် content ကဘယ်လို video တွေကိုဘယ်လိုကောင်းအောင်လုပ်သင့် နဲ့ဘယ်ဟာတွေကတော့မကောင်းလိုအပ်နေသေးရဲ့ဆိုတာကိုကောင်းကောင်းသိနေသူဖြစ်လို့ကိုစိတ်ကြိုက် channel တခုကိုဖန်တီးပြီးတော့ကိုစိတ်ဝင်စားတာကိုလိလာထားတာတွေကို YouTube မှာမျှဝေချပြဖို့အချိန်တန်ပြီးထင်ပါတယ်ဒီနေ့ခေတ်ကြီးကပြောင်းလဲနေပါတယ်ကိုအိမ်မှာဖုန်းတစ်လုံးရှိုံနဲ့ online မှာ YouTube Facebook TikTok အစရှိတဲ့ဒီ media platform တွေပေါ်မှာကိုပတ်ဝင်ခြင်းကအရာတွေကိုတခြားသူကိုဘူးတူးစတိုးပွားလာအောင် မျှဝေပေးခြင်းဖြင့်ပိုက်ဆံအလိုလိုရနေတဲ့ ခကြီးပါဒီတော့လူချင်းမင်းတို့တွေလည်းကိုကိုကိုရှော့မတွက်ဖင်းနဲ့အောင်မြင်သူတယောက်ဖြစ်ဖို့အခုပဲမိမိတို့ရဲ့ကိုပိုင် YouTube နဲ့တခြားမီဒီယာတွေကိုစတင်ပြီးတော့လှုပ်ဆောင်သင့်ပါတယ်အောင်မြင်ကြီးပွားမှုတွေကလက်တကမ်းမှာစောင့်မျှော်နေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမြဲမပြတ်တမ်းအားပေးကြည့်ရှုနေသူတွေအတွက်အခုဗီဒီယိုလေးကအသုံးတည့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုချိန်နှစ်တက်ရင်တော့ like and subscribe လေးလုပ်ပေးစီခြင်းပါတယ်မှတ်ချက်မှာလူကြီးမင်းတို့ရဲ့အမြင်လေးတွေ ကိုမျှဝေပေးနိုင်ရင်တော့အထူးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ